ထိုင်းနိုင်ငံမှာတောဆင်ရိုင်းကြီးတကောင်ကဈေးဆိုင်ငယ်တစ်ခုတည်းဝင်ရောက်မှွေနောက်ပြီးအစာရှာခဲ့တာကြောင့်ဆိုင်းရှင်ရော အနီတဝိုက်ကနေထိုင်သူတွေပါအထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။ပတ်ချောင်းခရိုင်တဲကခေါင်ရိုင်အမျိုးသားဦးရင်နားမှာဖွင့်ထားတဲ့ဈေးဆိုင်လေးတစ်ခုကိုဂျော်လာနှစ်ရက်နဲ့ညနေပိုင်းတုန်းကမဖိတ်ခေါ်တဲ့ဧည့်သည်ကရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆိုင်ဟာအမျိုးသားဦးရင်ဝင်ပေါက်နဲ့1ကီလိုမီတာလောက်အကွာမှာရှိပါတယ်။တစ်တော်အရာရှိတွေကပလိုင်ပိုင်လက်လို့နာမည်ပေးထားတဲ့ဆင်ကြီးဟာဆိုင်ထဲမှာဖောက်တယ်တွေရှိနေတဲ့အချိန်မှာပဲ က်တတီဝင်လာခဲ့တာဖြစ်ပါတယ်။စင်ကြီးရဲ့ခန္ဓာကိုယ်ကကြီးမားလွန်တာကြောင့်ကြောကုန်းဟာဆိုင်မျက်နှာချက်နဲ့ထိလူနေပါဖြစ်နေခဲ့တယ်လို့မျက်မြင်တွေကပြောပြပါတယ်။စင်ကြီးကိုတွေ့တာနဲ့ဆိုင်ရှင်ရောက်ဝဲသူတွေပါအထိတ်တလက်ထွက်ပြေးခဲ့ကြရပါတယ်။ဒါပေမဲ့ပလိုင်ပိုင်လက်ဟာသူတို့ကိုရံမလုတ်ခဲ့ပဲဆိုင်ထဲမှာစားစရာပါရှိမလဲဆိုတော့ကိုပဲစိတ်ဝင်စားရှောက်ခွေခဲ့ပါတယ်။ဆိုင်ရှင်နဲ့တစ်တော်အရာရှိတွေကစင်ကြီးကို6လက်မောင်းထုတ်ဖို့အတန်ပေးအော်ဟစ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။စင်ကြီးကဆိုင်ရဲ့ကွန်ပျူတာတင်ထားတဲ့နေရာတွေကို နှမောင်းနဲ့စမ်းပြီးစားစရာရှောက်ဖွေခဲ့ပါတယ်။10မိနစ်လောက်စိတ်တိုင်းကြောင့်မှွေပြီးတဲ့အခါမှာတော့အဲ့ဒီစင်ကြီးဟာတော်ရဲကိုခတ်တတီနဲ့ပြန်ထွက်သွားပါတော့တယ်။အခုပြစ်စံမှာထိကြိုက်တရာရရှိသူတော့မရှိခဲ့ပါဘူး။ခိုင်းမီဒီယာတို့ကတော့ဒီဖြစ်ရပ်ကိုဈေးဝယ်ထွက်ခဲ့တဲ့တော်စင်ရန်ကြီးလို့အရှုံးဖောက်ပြီးဖော်ပြခဲ့ပါတယ်။ဆိုင်ရှင်ကတော့သူ့ဆိုင်ကိုပြန်ပြင်ဖို့ဗတ်တထောင်လောက်ကုန်ကြမယ်လို့ခန့်မှန်းခဲ့ပါတယ်။ဒါဟာအတော်လေးနှေးပါတဲ့အပြက်စီပမာဏလို့ဆိုနိုင်ပြီးကံအကြောင်းမလိုက်ရင်ဒီထက်အများကြီးအကုန်ကြများသွားနိုင်ွယ်ရှိတယ်လို့ 누가 여자 더 발신.